iPhone ကကမြန်မာဟောင်းပြဿနာအားလုံးဝမင်္ဂလာပါကျွန်တော်ငဆိုင်မှာ iPhone ကိုင်နေပြီဗျာကက editing လုပ်တဲ့ဆိုမှာမြန်မာဖောက်မှန်မှန်နဲ့ပြဿနာအရင်စိတ်ကြီးစရာကောင်းနေဗျာဒီပြဿနာကိုကျွန်တော်ဒီနေ့ဘယ်လိုဖြေရှင်းသွားမလဲဆိုတော့မိတ်ဆွေတို့လိုက်ပါကြည့်ရှုပေးပါဦးကျွန်တော်ဖုန်းကလည်းကကတုံးလို့ရှိရင်ဘလို့ကမြန်မာဖောက်မှန်မှန်နဲ့ပြဿနာဖြစ်နေရပေါ့ဒါကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းသွားမလဲဆိုတော့ကျွန်တော်နဲ့ let's go ကျွန်တော်ဗီဒီယိုတစ်ပုဒ်တော့အက်ပီမှာကျွန်တော်ဖုန်းကဒီမြန်မာဖောင်းရမြဆိုတာတစ်ချက်တော့ပတ်စမ်းကြည့်မယ်။မမမပေါ့ဗျာ။အဲအမ test ဆိုတာလေးကျွန်တော်တို့တစ်ချက်လောက်နေပြီးမှမြန်မာဖောင်းမှလည်းမမလားကျွန်တော်တို့ရေးကြည့်အောင်ဗျာ။မင်္ဂလာပါလို့ကျွန်တော်ရေးလိုက်မြန်မာဖုန်းကဘလို့ကမမနေပြအဲ့ဒါလုံးဝ နည်းနည်းစိတ်ချစရာကောင်းတယ်ဗျာတချို့တရေစင်တွေကကတရား pro pro account တွေပါလေဝယ်ပြီးမှတရားမြန်မာဖောင်းတုံးများတဲ့ခါကျတော့ပြဿနာအမှားစားတယ်အဲ့ဒါကိုကျွန်တော်တို့ဖြေရှင်းကြည့်အောင်ပေါ့ကျွန်တော်တို့စတင်နဲ့ဝင်လိုက်မယ်ဗျာစတင်နဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့ဒီ general တွေကိုဝင်ပေါ့ general မှာ language and region ဆိုတာရှိတယ်ဗျာ language and region လည်းတစ်ချက်လုံးနေလိုက်မယ်ပြီးကျွန်တော်တို့မြန်မာစာဆိုတဲ့နေရာမှာစောကြီးကိုချိန်လိုက်ဗျာ ဆိုကြချင်းပြင်ကျွန်တော်တို့ဒီ TT keyboard ဆိုတာလေး S တော့မှတစ်ချက်တော့ download တော့ download တော့မပြတော့ဘူးပြင် wifi access လို့တော့ပေါ့ပြင် go to setting ကိုနှိပ်ကြ go to setting ကိုနှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာ keyboard ဆိုတော့နှိပ်မှဒီ TT A keyboard ကလေးကိုကျွန်တော် permission လေးလိုက်ပေးပါဗျပြင်ကျွန်တော်တစ်ချက်တော့ထွက်မယ်တစ်ချက်တော့ထွက်ပြီးရင်ကျွန်တော်တို့ဒီ TT keyboard ထဲပြောင်းပြီးမှဒီ keyboard setup လေးလုပ်ပေးမယ်ပေါ့ဒီကဘာလုံးအောက်ကပုံစံလေးကိုနှိပ်ကြည့်လိုက်လို့ အမတတီကီးဘုတ်ဆိုပြီးမှပေါ်လာလို့ရှိရင်တော့ဒါရပါပြီပေါ့ကျွန်တော်တို့အဲ့ဆိုကျွန်တော်ကကထဲမှာဝယ်ပြီးမှစမ်းကြည့်အောင်ပဲလိုတော့တယ်ကျွန်တော်လည်းတူလိုက်စမ်းကြည့်အောင်ဗျာကကကိုကျွန်တော်တို့ဖွင့်လိုက်မယ် project လေးတစ်ခုတော့ယူမယ်ဗျာ project လေးတစ်ခုတော့ project တစ်ခုယူပြီးရင်ကျွန်တော်တို့ဒီမြန်မာဖောင်းကိုစမ်းကြည့်မယ်ပေါ့မြန်မာဖောင်းကိုကျွန်တော်ရေးလိုက်မယ်ကိုဆိုင်လေးလို့မနာပြီနော်ဘရို ကကမာဒီမြန်မာဖောင်းမမန်လို့ပြဿနာတွေပါကြောင်းထုတ်ဆရာမလို့ဗျာပြီးတော့ကျွန်တော်ဒီကဖောင်းကကျွန်တော်တို့ဒီပုံမှန်ပြန်သုံးလို့ရှိရင်ပြဿနာလေးနဲ့ရှိတယ်ဗျာဖောင်းမမန်နာလို့ပါလို့အဲ့ဆင်တော့ခဏလုံးကဒီကျွန်တော်တို့ဇော်ဂျီနဲ့ဒီ standard recommended ပေါ့ဗျာအဲ့ဒါပြီးထားတဲ့ဆိုမှဒီဇော်ဂျီကိုမယူဘဲနဲ့စတင်တဲ့အတိဂျန်နရယ်ရကနေ language ကိုပြန်သွားပြီးမှပုံမှန်ရှိတဲ့အတိုင်းလေးပဲဒီ standard recommended ကိုပြန်ယူပြီးလိုက်ရအဲ့ဒါဆင်တော့ပုံမှန်ဖြစ်သွားမယ်ပေါ့ အားလုံးဒီနီလာလေးနဲ့အဆင်ပြေကြပါစေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း subscribe လေးလုပ်ပေးထားပါဦးဗျာမတွေ့ရကြဘူးဗျာကျွန်တော်လည်းအင်တာနက်အမောင်းပုံထားတဲ့နေနေမှာရောက်နေတဲ့အခါကျတော့ဗီဒီယိုတွေလည်းဘလို့မှဖန်တီးပြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်